ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မုံလင်မယားလေးလှုပ်ရှားပါတယ်ရှင်အလွယ်ဆုံးနီးလေးနဲ့လှုပ်ရှားထားတာပါရှင်လှုပ်နီးလေးလဲလာပြီးမျှဝေပါတယ်အိမ်မှာအလွယ်တကူလေးလှုပ်ရှားလို့ရပါတယ်ရှင်ချက်သွမ်းမိတ်နဲ့ပဲပြုတ်ကလေးနဲ့လှုပ်ထားပါတယ်အပြင်သားလေးကလည်းကြွကြွကလေးနဲ့ဆာမောက်ပေါင်းအောင်ဆန်ချင်ခွနဲ့တစ်ခွက်ပါရှင် အကျော်မုတ်ပေါင်းဥဆန်ခြင်းကိုလည်းတစ်ခွက်ပါပဲရှင်စက်တာမုံနေငယ်စားလေးနည်းနည်းထည့်ပါတယ်ဆော်တာလည်းနည်းနည်းထည့်ပါတယ်ရှင်ပြီးရင်သူတို့ကိုအရင်ဆုံးသမအောင်မှုပေးလိုက်ပါတယ်ရည်တစ်ခွက်ထည့်ပါလေရှင်။ရည်အလုံးပေါင်းနှစ်ခွက်ထည့်ပါမယ်။အရင်ဆုံးတစ်ခွက်နဲ့အရင်သမအောင်မွေလိုက်ပါတယ်။ ပြီးရင်နောက်တစ်ခွက်ထည့်ပါလေရှင်ဆာမုံလေးတွေကိုကျေနေအောင်မှွေပေးပါဒီလိုမျိုးချောနေအောင်မှွေပေးပါရှင်စီထမင်းစားစုံနဲ့နှစ်စုံထည့်ပါလေရှင်ကျက်တုံးမိတ်လီထည့်ပါတယ်ပြီးရင်တော့အိုးအပူပေးပြီးတော့စီလေးတုပ်ပေးပါမယ်ရှင် ပြီးလို့ရှိရင်မုံလေးတွေထည့်ပါမယ်မုံရည်လေးတွေဇွန်းနဲ့ထည့်တာလေဒီလိုဒီလိုဒီလိုခွက်လေးနဲ့ထည့်တာပုံအဆင်ပြေတယ်ရှင်ရင်းနှွေးခရအိုးလေးနဲ့လည်းရပါတယ်အပေါ်ကပဲပြုတ်ကျက်တော်မိတ်လေးတွေထည့်ပေးပါမယ်နန်းလော်လေးလည်းထည့်ပါတယ်ကျွန်တော် There's so ပြီးရင်အပေါ်ကစီလေးတုပ်ပေးပါမယ်ရှင်။စီလေးများမှပိုစားကောင်းပါတယ်ကြွကြွကလေးနဲ့။စီလေးအားလုံးကိုလိုက်တုပ်ပေးပါမယ်။ပါလေရရပါပြီ